မင်္ဂလာပါရှင်ဒီဇင်ဘာလ9ရက်နေ့အတွက်မြို့တော်ရဲ့နေ့လယ်ကင်းသတင်းအစီအစဉ်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်မကတော့စီးပင်းနေရတယ်မှာဒီကနေ့တင်ဆက်ပေးမှာကတော့မြင်းချက်မြို့နယ်မှာတီထာယူမြို့ရဲ့စစ်တောင်းတိုက်ခတ်ခံရပြီး15ဦးသေဆုံးတဲ့သတင်းပေါင်းဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စကုမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်လို့၄ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်မင်းမှုစကုမြို့နယ်မန်ချောင်းနောက်ပိုင်းရှိစကုမြို့အနောက်ပိုင်းခံကုန်းရွာမှာ ရှိသလိုဖီးယားကိုဒီဇင်ဘာလ3ရက်နေ့ကစစ်တပ်စစ်ကြောင်းဟာအင်အား120ခန်းနဲ့စစ်တောက်ထုတ်ခဲ့ပြီး၎င်းစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကချပြတ်တိုက်ခဲ့ခဲ့တယ်လို့မြို့ခရိုင်အမှတ်6တရင်ကသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါစစ်ကြောင်းဟာဒီဇင်ဘာလ4ရက်နေ့ကဖြေကျောင်းရမှာအသက်40ကျော်အမျိုးသားတအုပ်ကိုတနက်နေ့ပြစ်ခတ်ခဲ့ပြီးလူငယ်တအုပ်ကိုဖမ်းဆီးသွားခဲ့ကဒီဇင်ဘာလ9ရက်နေ့မှာလည်းရွှေကူရမှာအသက်50ခန်းအမျိုးသားတအုပ်ကိုပြစ်တက်ခဲ့သေးတယ်လို့သိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့မိုးလယ်တနင်္ဂနွေခန့်က ၎င်းစစ်ကြောင်းကိုကတိယုံအာနီမာဒေါ်လိန်တပ်ဖွဲ့ကကြားပြန်တိုက်ခိုက်ခဲ့ရာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်လေးဦးတေဆုံးပြီးတက်ချက်ကြီးတဦးပါဝင်အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကထိုစစ်ကြောင်းဟာကတိကုန်းရွာတဲ့ကိုလက်နက်ကြီးလက်ငယ်ငယ်တွေနဲ့ပစ်ခတ်ခဲ့လို့ပြည်သူနေချို့ပျက်စီးကဒေသခံပြည်သူနှုတ်ကိုလည်းဖမ်းဆီးသွားခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီဇင်ဘာလ6ရက်နေ့မှာလေအဆိုပါစစ်ကြောင်းဟာလက်ပတော်ရရဲစခန်းကိုရောက်ရှိချိန်ဝိပုခရိုင်အမှတ်6တည်းရင်ဝိပုခရိုင်အမှတ်၄တည်းရင် မဟာမိတ်တွေနဲ့မိဖို့ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကဒရုန်းနဲ့ပုံကြီးချောင်းလိုကြက်ချတိုက်ခတ်ခဲ့ရာစစ်ကော်မရှင်တပ်ဖွဲ့ဝင်လေးဦးထပ်မံထဏ်ရရှိသွားရလို့လည်းသိရပါဗျ။မိဖို့စခုမြို့နယ်အတွင်းရှိပြည်သူတွေအနေနဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်ရဲပြည်သူ့တို့နဲ့ဝေးရမှာနေထိုင်ကြဖို့ကိုလည်းမိဖို့ခရိုင်အမှတ်ချုပ်တရင်ကတိုက်တွန်းပြောဆိုထားပါသေးရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တောင်ပေမြို့နယ်မှာအရှင်တွင်လူသွားနေချိန်နေတိုက်ခန်းဖောက်တွင်းခွေခန်းရဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တောင်ဝင်းမြို့နယ်တောင်ဝင်းကြီးကကရက်ွက်155လမ်းအေမက်89ပထမရအခန်းအီပခွင့်ခင်ရပြီးဝေသား16ပိလက်တော်စပိနဂတ်အပောင်းဝင်းတိလိဆက်ခဲပါသွားခဲ့တယ်လို့သိရပါတယ်ဒီဇမလ8ရက်မနေ့ကဖောက်တုခွေခံရတာဖြစ်ပြီးအဆိုပါတိုက်ခန်းမှာနေထိုင်သူတွေဟာမနက်9နာရီမှအလုပ်သွားကြတာဖြစ်ပြီးညနေ6နာရီမှပြန်ရောက်ကြတာဖြစ်ကလူမရှိတဲ့အချိန်မှာဝင်ရောက်ခွေယူသွားတာဖြစ်တယ်လို့သိရပါတယ် ထိုခန်းမှာနေထိုင်သူများလုံးမှပြင်ရောက်ချင်းအိမ်တော့ပွင့်နေတာကိုတွေ့ခဲ့ရပြီးအိမ်ထဲရှိပစ္စည်းတွေကိုလည်းခွာထားကတစ်တာတော့ကိုကတာနဲ့ဖြတ်သွားတာဖြစ်ပြီးကတာကိုတစ်တာပြီးမှချလဲတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ရေးစခန်းကဆက်လက်ဆက်စီဆောင်ရွက်နေရတယ်ရှိရလို့သိရပြီးရန်ကုန်မြို့မှာအခုလိုမကြခဏဖောက်တုခုခံရတယ်ရှိနေပေမယ့်စစ်ကောင်မရှင်လောက်ခရဲတွေကဖက်စီရရှိရမျိုးတွေမရှိဘူးလို့လည်းပြောဆိုနေကြပါသေးရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မြင်းချိန်မြို့နယ်မှာတိတာကြီးမှုရဲစစ်တောင်းတိုက်ခိုက်ခံရပြီးဆံကားဒေသုံးတဲ့တည်ငုံတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းချိန်မြို့နယ်စောက်ပြေရွာကထွက်လာတဲ့အာနာသိန်းစစ်တပ်စစ်တောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား15ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့ကျေးဇူးတပ်ဖွဲ့ထံမှသိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့ည9နာရီခွဲမှာမြင်းချိန်မြို့နယ်စောက်ပြေရွာမှာထွက်လာတဲ့တိတာကြီးမှုပြူစောတိအဖွဲ့နဲ့စစ်သားတွေပူးပေါင်းထားတဲ့အင်အား150ခန့်မှစစ်တောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကစောက်ပြေဖျားကုတ်အနီးမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ထိုတိုက်ခိုက်မှုအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်15ဦးသေဆုံးခဲ့ပြီးတော်လိုင်းရဲဘော်တွေကအထိကမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးရင်းစစ်ကြောင်းဟာဒီဇင်ဘာလ10ရက်နေ့မှာစစ်ဘုတ်ပြာကုတ်အနီးတေဆုံးသွားတဲ့စစ်သားတွေရဲ့အလောင်းတွေကိုမိရှို့ဖျက်ဖျက်သွားခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျေတပ်ဖွဲ့တပ်ဖွဲ့မြင်းချန်တင်းကြားတနက်မိုင်အဖွဲ့နဲ့ပကပောက်အဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတကြောပြန်တိုက်ပွဲဖြစ်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ နိုင်ငံတကာအသိတတ်တွေရှိမှအပြည့်ခတ်ရစေရေးသဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာတိုက်ခတ်မှုတွေပြန်လည်ဖြစ်ပွားခဲ့လို့တိုင်းနဲ့ချီရဲ့နေဆက်နေပြည်သူတွေစစ်ပိလူဟာထွက်ပြေးတိရောက်နေရတယ်လို့သိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့မှာကမ္ဘောဒီးယားဘက်ကစတင်ပြစ်ခတ်ရအောင်ထိုင်းကဆွဆဲခဲ့ပြီးဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းမှာတော့ကမ္ဘောဒီးယားရဲ့လက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်မှုတွေကြောင့်ထိုင်းစစ်သားတဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီအတွက်ထိုင်းကနေဆက်မှာရှိတဲ့ကမ္ဘောဒီးယားစစ်ကမ်းတွေကို တိုက်လေရင်နဲ့ပုံချဲ့ခဲ့ပြီးကမောရီးယားကထိုင်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအတည်ပြုကပြပြတင်းတင်းရန်ဆောင်မှုတစ်ခုလိုရှုတ်ချခဲ့ပေမယ့်ထိုင်းလေတပ်ကတော့ဒါဟာကိုယ့်ကိုယ်ကကွယ်ပိုင်ရေးနဲ့အညီတုပ်ပြန်ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။မြန်မာမှာစီးရီးပြည်ပခါတွေပြလဲမြင့်တက်လာတဲ့နောက်ထောင်နဲ့ချီရဲ့ထိုင်းနဲ့ကမောရီးယားဒေသခံတွေဟာအရေးပေါ်ပြောင်းရွှေ့မှုတွေပြုလုပ်နေကြရတယ်လို့လည်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ကတဲ့နေ့ကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးဆီအာနာရှင်ဆန်ဆိုးလာအောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းနဲ့ ဘာဝဘီရဲ့နေရဲတဲတဲမှလည်းကိဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်